ဟုတ်ပြီလားပါဒီ basic ကနေပြန်နေကြိုးစားပါတယ်ကျွန်တော် indicator တွေအကြောင်းတော့ပြောပြတာကြားပြီပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော် indicator လေးအဲတစ်ချက်ကျွန်တော်အာပြပေးမယ်အဲဒီတစ်ခေါက်ပြမယ် indicator ကတော့တော်တော်လေး accurate ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော် moving average တမျိုးပဲဒါပေမဲ့0 lag moving average ကိုတုံးမှာဖြစ်ပါတယ်အဲ့တော့ကြည့်ကြည့်ရအောင်ဆိုတော့ကျွန်တော်တို့အာဒါလေးမပြောခင်မှာကျွန်တော်တို့ဒီကျွန်တော်တို့တင်တန်းရှိတာတင်တန်းရှိလာလာမင်းလောကျွန်တော်တင်တန်း မခွင့်ပြုသေးပါဘူးခွင့်ပြုရင်ကျွန်တော်ကြေညာပေးပါမယ်လောလောဆယ်တော့ကျွန်တော်တို့အရင်တနေ့အဟောင်းနေရဲ့ video recording တွေကိုအာ many fees နဲ့ကြေညာလို့ရမယ်တခြား free သင်ခန်းစာတွေလည်းအများကြီးရှိတယ်ကျွန်တော် drainland ကနေပြီးတော့မှလမ်းလွှင့်ထားလို့ရတယ် drainland application ကိုအောက်မှာ link လေးကျွန်တော်ပေးထားမှာပေါ့နော်ဆိုတော့လောလောဆယ် web app ပဲရှိသေးတယ်ကျွန်တော်သွားပြီးတော့မှလေ့လာကြည့်ကြည့်ပေါ့နော် okay အဲ့တော့လောလောဆယ်ကျွန်တော်တို့အဲ ZEMA ကျွန်တော်ထည့်ပါ ZEMA နော် zero lag moving average လို့ခေါ်ရဲဒီမှာ zero lag EMU wave Kamen filter ဆိုရဲကောင်ဒီ multi ဆိုရဲသူအာရေးရတဲ့ဟာပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့ဒီမှာ sorry တို့ဒီမှာထည့်လိုက်ပါမယ်เนาะ okay ထည့်ပြီးကြာလို့ရှိရင်ဒါကျွန်တော်တို့အခုဖွင့်ထားတာကဒါ1 hour chart ဖြစ်ပါတယ်အာ GBPUSD ပေါ့နော်အဲ့တော့ဒီ indicator ကဒါကျွန်တော်တို့အာ forest crypto ကိုကြိုက်တဲ့နေရာမှာကျွန်တော်တို့သုံးလို့ရတယ်ကြိုက်တဲ့တိုင်းစုံမှာသုံးလို့ရတယ်ကျွန်တော်တို့ တိုင်းစုံနည်းနည်းကြီးတာကိုပို့ပြီးတော့သဘောကျရပါဆိုတော့အာနည်းနည်းလေးပို့ပြီးတော့မှာအာ reaction နည်းနည်းပို့မှန်လို့ပေါ့လေနော်ဆိုတော့ဒါလေးထည့်ယူကြရည်ဆိုလို့ရှိရင်ဒီ set EMA ကိုကျွန်တော်တို့ဒီကနေ setting လေးနေပြင်ရပါမယ်။ setting ကို indicator time frame ကချက်ပေးဖြစ်ပါတခြားဟာဘာမှမပြောင်းပါနဲ့။ Okay ။ source ကိုကျွန်တော်တို့က close ကိုပြောင်းပါမယ်။เนาะကျွန်တော်တို့ close အာ candle close ကိုတွေ့တဲ့ဟာဖြေရပါမယ်။ ကေဗန်ဖစ်တာကိုအွန်ထားပါမယ်ဒါကမပြောင်းပါဘူး first period ကိုကျွန်တော်တို့ကကိုလို့ပြောင်းပါမယ် second period ကို16လို့ကျွန်တော်ပြောင်းပါမယ်ပြီးရင် period slow ကိုကျတော့139လို့ပြောင်းပါမယ် okay ပြီးရင်တော့ show cross of first and median ဆိုတဲ့ဟာကိုအမှန်ချင်းဖြုတ်ပြလိုက်ပါမယ်ကျွန်တော်တို့အဲ့ဒါမလိုပါဘူး okay ပြီးစတိုင်တက်ကိုတော့ပါမယ်စတိုင်ကတော့ကိုကျက်တယ်လို့ပြင်လို့ရတယ်ဒါပေမဲ့ကျွန်တော်မျိုးလုံးနဲ့မှမြင်တာအောင်ကျွန်တော်ဒီမှာဒီလိမ္မောင်ရောင်ဒီတိုင်းမှာထားပါမယ်ပထမဦးဆုံးဟာကိုဒုတိယတစ်ခုကိုအစိမ်းအောင်ပြောင်းလိုက်ပါမယ်တတိယတစ်ခုကိုဒီခဲအောင်နော်ကျွန်တော်အနီအောင်ပြောင်းလိုက်မယ်အဲ့တော့ site ကြီးအောင်လုပ်တာပါညာလည်းကျက်တယ်လို့လုပ်ပါဒါကိုကိုရဲ့မျိုးလုံးအမြင်ပေါ်မှာမူတည်ရယ်โอเคဝါစိမ်းနေပုံစံဖြစ်သွားအောင်ကျွန်တော်ပြောင်းလိုက်တော့ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ ဒီအင်ဒီကေတာကိုအသုံးပြုရမယ့်ပုံစံလေးကဒါကျွန်တော်တို့ခရိုင် EMA နဲ့ထွက်တယ်လို့ပဲအဲအရင်ကြီးမခက်ခဲပါဘူးရှင်းပါလေအဓိက0 lag EMA ဖြစ်နေတာရဲ့အဲနည်းနည်းလေးတုံးနေတယ်မှာနည်းနည်းလေးပဲကွာချားချက်လေးရှိတာလေးတခုပါပဲโอเคအဲ့တော့အရင်ဆုံးဒီမှာကျွန်တော် short trade example တခုကျွန်တော်အရင်ဆုံးပြပေးပါမယ်နံပါတ်1เนาะနံပါတ်1ကျွန်တော်ဘာဖြစ်ရမလဲဆိုလို့ရှင် price ဒီเนาะကျွန်တော် ရှော့မယ်ဆိုလို့ရှိရင် price ဒီအပေါ်မှာရှိနေရာနေပြီးတော့ကျွန်တော်တို့ဒီ0လက် EMB เนาะ slow အနီအောင် line ပါเนาะအနီအောင် line အောက်ကိုကျောက်သွားမယ် okay 119အောက်ကိုရောက်သွားမယ်ဆိုတော့ဒီမှာကြည့်လိုက်ပါအပေါ်မှာရှိနေရာနေအောက်ကိုဒီလိုမျိုးဖောက်ဆင်းတာတို့တွေ့ရเนาะဒီလိုမျိုးဖြစ်သွားဟုတ်ပြီเนาะဒါဒီ first အာ indicator ဖြစ်တယ်ပထမဆုံးတစ်ချက် okay ဟုတ်ပြီ price ကြီးအဲ့လိုမျိုးအောက်ကိုဖောက်ဆင်းပြီးတဲ့ချိန်ဒုတိယနံပါတ်2ကအာ yellow နဲ့ကျွန်တော်တို့ခုနက green ပေါ့နော်အာအဝါနဲ့အစိမ်းလိုက်နှစ်ခုဒီလဲကျွန်တော်တို့119ရဲ့အောက်ကို the red ပေါ့နော် red ရဲ့အောက်ကိုစင်းလာတော်ပါနှစ်ခုဘုံစလုံးအောက်ကိုရောက်လာပြီဟုတ်နော်ဒုတိယတစ်ချက် ဒါဆိုရပြီတတိယတစ်ချက်ကပူပတ်ဆိုရပူပတ်ဆိုရကြပါဆို price ဒီလိုတောက်လျှောက်ဆင်းနေရတော့ပူပူပတ်လာမှကျွန်တော်ဝင်လို့ရမှာလေပူပတ်မလာရင်ဝင်လို့မရဟုတ်လားပူပတ်ဆွဲတဲ့အချိန်မှာဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ yellow ဒီ yellow ဒီကျွန်တော်တို့အာ green ရဲ့အပေါ်ကိုတက်သွားဒီမှာတွေ့လား yellow ဒီ green ရဲ့အပေါ်ကိုတက်သွားဟုတ်နော် ်ဂျောင်းမြန် cross တာဆိုလိုတဲ့ဘောကဒီအနီရဲ့အောက်မှာဒီအပုံမှန်အတိုင်းဆိုလို့ရှိရင်အနီဘောကလီအလဲအဆိုင်အောက်ကအဝါဖြစ်နေရမှာဘာလို့ဆို first median slow ဟုတ်တယ်လားအဲ slow ဒီအပေါ်ဆုံးမှာမြင်နေရှိတယ် median အလဲမှာရှိမယ် first ဒီအောက်ဆုံးမှာမြင်နေရှိရတယ်တို့ရဲ့အဆင့်တိုင်းဆိုလို့ရှိရင်ဒါပေမဲ့အခုနောက်ကိုဂျောင်းမြန်ပြန်ပြီးတော့ပူးပတ်ဆွဲတဲ့အချိန်မှာမတွေ့လားဒီအဝါရောင်ဒီအစိမ်းရောင်ရဲ့အနောက်ကိုပြန်ရောက်သွားတယ်ဒီလိုဖြစ်သွားတယ် ဟုတ်ပြီနော်ပြီးရင်နောက်တတိယတစ်ချက်အဲ sorry နံပါတ်၄တစ်ချက်ပေါ့နော်နံပါတ်၄တစ်ချက်ကကြာပါလဲဆိုလို့ရှိရင်အဲ့လိုဖြစ်နေရနေပြီးတော့ green ရဲ့အောက်ကို yellow ပြန်ရောက်လာမယ် okay ဒီမှာဒီလိုဖြစ်နေရနေပြီးတော့မှဒီလိုပြန်ဖြတ်ရဟုတ်နော်အဲ့တော့ဒါဒီပူးဖက်ပြီးသွားပြီလို့ဆိုလိုတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ price ကိုကြည့်ကြည့်ပါဒီအဲ့ဒီဒီလိုဆင်းလာတယ်ဒီလိုနောက်ကိုပြန်လှည့်ရင်ပြီးတော့ဒီလိုပြန်ဆင်းလာဟုတ်ပြီနော် တော့အဲ့လိုမျိုးပြန်ဆင်းတဲ့အချိန်ဒီလိုပြန်လှည့်တာကိုကျွန်တော်ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်အဝါဒီအစိမ်းကိုအောက်ကနေပြန်ဖြတ်သွားတဲ့အချိန်မှာနောက်ကိုပြန်လှည့်နေပြီဆိုတော့ကျွန်တော်သိနိုင်တယ်ပြန်လှည့်တာပြီးသွားပြီဆိုတော့ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်အဝါဒီအစိမ်းကိုအအစိမ်းဟုတ်တယ်ဒီလိုပြန်ဖြတ်ချတဲ့အချိန်မှာသိနေတယ်โอเคအဲ့တော့ဘယ်လိုဖြစ်မလဲဆိုရင်ဒီကန်နေဒီလိုဖြတ်ချတဲ့အချိန်ပြီးတဲ့ကန်တယ်ဒီရဲ့ကန်နေအပိတ်အသွုံးမို့ဒီကန်နေအပိတ်ကနေကျွန်တော်တို့က trade window ရလိမ့်မယ်အဲ့တော့ store loss ပြန်မှာထားမယ် store loss က ကောင်းတာကတော့ဒီအဝါရောအစိမ်းလိုင်းရောအပေါ်ရဲ့တို့နှစ်ခေါင်းရဲ့အပေါ်မှာထားလိုက်ရုံပဲเนาะဒါဆိုရင်ကျွန်တော်ကဒီမှာအဲအောက်ကို short လို့ရတယ်တူအားတွေးရ short လို့ရတယ်ဘယ်ထိထားလို့ရလဲဆိုလို့ရှိရင် price ကြီးအနီရောင်လိုင်းရဲ့အောက်မှာရှိတယ်တည်းများကင်ထားလို့ရတယ်အနီရောင်လိုင်းကိုဒီလိုပြန်ဖောက်တက်ပြီဆိုရင်เนาะကျွန်တော်တို့ထွက်လိုက်တော့เนาะဒီမှာเนาะဒါဆိုရင် fight အလုံးမှာကျွန်တော်ပြန်ထွက်သွားတယ်โอเคဟုတ်เนาะဟုတ်ပြီဒါက ကျွန်တော် short short trade example မှာ long trade example လဲခုနကအတိုင်းပဲဒီမှာကြည့်မယ်အဲ long trade ဒီခုနကကျွန်တော် short နဲ့ပြောင်းပြန် price ဒီအနီရောင် line ကိုဖောက်တက်ရမယ်ပြီးရင်အစိမ်းရောအဝါရောနှစ်ခုစလုံးဒီအပေါ်လိုက်လာရမယ်ပြီးရင်အဲ့ချိန်မှာအမှန်ကအောက်ဆုံးကအနီအလဲကအစိမ်းအပေါ်ဆုံးကအဝါဖြစ်ရမှာအဲ့ချိန်မှာအဝါဒီအောက်ထဲကိုပူပက်နေနေပြောင်းဝင်သွားပြီပူပက်ပြောင်းဝင်တဲ့အချိန်မှာ price ဒီ အနီရောင်လိုင်းအောက်ကို ပြောင်းရောက်သွားလဲဆိုလည်းကိစ္စမရှိဘူးเนาะကိစ္စမရှိဘူးရတယ်ဒီမှာအပေါ်တက်နေရနေပြီးခဏပြန်ဆက်ပြီးသူကပြန်ဆင်းပြန်တက်လာတာပဲเนาะအဲ့လိုပဲအဝါဒီအပေါ်ရောက်တဲ့ချိန်အဝါဒီဒီအစိမ်းကိုဒါတော့ခောက်ပြန်ဖြတ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကဒီမှာပိုးဘက်ပေးပြီးလို့ယူဆရလို့ရတယ်အဲ့ကြရင်ကျွန်တော်တို့က trade ဝင်လို့ရပြီ fold အားကျော်လောက်ရတာတွေ့တယ်ဟုတ်နော်အဲ့လိုပဲအနီရောင် line ကိုပြန်ပြီးမထိမချင်းပေါ့နော်စက်ကင်တာလို့ရတယ် โอเคဒါဒီကျွန်တော်တို့အဲဒီ set EMA ကိုတုံးတဲ့ indicator တုံးပြီးတော့မှ trade တဲ့ indicator တခုဖြစ်ပါတယ်အော်ကျွန်တော်အချိန်ပြောသလိုပါပဲ indicator တော့ indicator ပဲဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးဘာလို့မှမဆိုလို့ရှိရင် betex တေချာပြန်လုပ်ပြီးတော့မှတုံးနေပါတယ်ကျွန်တော်အခုပြောရရတဲ့ဟာတွေအလုံးဒီ education ဟုတ် purpose only ဖြစ်ပါတယ် non financial advice ပါเนาะโอเคအဲ့တော့ betex တေချာလုပ်ပြီးတော့မှတုံးကြပါဟုတ်ပြီနော်โอเคဒါလေးတော့ကျွန်တော်ဒီနေ့ အင်ဒီကေတာလေးတစ်ခုကိုသုံးပြီးတော့မှထွက်ပုံထွက်ငင်းလေးကိုပြပေးနေတာဖြစ်ပါတယ်ဒီဒီပြောင်းချင်ပြည်သူများကြီးတင်ပါတယ်ဒရန်လန်ကိုသွားကြည့်ပြပါအောင်ဝင်ဝင်နေနေဖြစ်ပါတယ်